ဒေါ်လာရည်တစ်စုံလုံးရဲ့အကျိုးစီးပွားကိုရှေ့ရှုပြီးတော့အားလုံးဒီထက်ပိုတဲ့အာမန်နဲ့ဝိုင်းဝန်းကြဖို့လူတယ်လို့ကျွန်တော်ကြံပေးချင်ပါတယ်မင်္ဂလာပါခင်ဗျာဒီကနေ့2025ခုနှစ်အောက်တိုဘာလ30ရက်မြန်မာရေရတနေ့ကြအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီစီစကို A Time Wave ကြော်တဲ့ YouTube Channel နဲ့ VIP Video ပူပေါင်းအစီအစဉ်တင်ဆက်နေတာဖြစ်ပါတယ်ကိုကြော်ကြော်သိမင်္ဂလာပါခင်ဗျာမင်္ဂလာပါကိုကြော်မောင်ဟေးဟုတ်ကဲ့ကိုကြော်သိရင်ကျွန်တော်တို့ဒီနေ့လေဒါမင်းကဒါ TNL ဒီတစ်ခတ်ရဲ့ပြီးတော့မှဒီမိုးကုန်းနဲ့မိုးမိတ်ကိုလက်လွတ်လိုက်တဲ့ဆိုတဲ့အကြောင်းအရာနဲ့ဆက်စပ်တဲ့အကြောင်းအရာတွေနဲ့ဆွေးနွေးဖို့ရှိသလိုဒါဒီနေ့မြမကြီးကဒီနေ့တာနဲ့ပတ်သက်ပြီးတော့လေးထားမယ့်အကြောင်းအရာတွေလည်းဆွေးနွေးတော့ဖို့ရှိပါတယ်ဆိုတော့အရင်ဆုံးပေါ့လေဒါ TNL နဲ့ပတ်သက်တဲ့အကြောင်းအရာပဲကျွန်တော်တို့စလိုက်ရအောင်ပါဆိုတော့ဒါဒီအဲ့မနေ့ကပဲပေါ့လေဒီ TNL ကဒီပြည့်ရက်တဲ့ထုတ်ပြန်ချက်ထွက်လာပြီးတိတ်မကြခင်မှာပဲဒါပြည်သူ့ကော်မတီတက်မရောမန္တလေး PDF ကနေပြီးတော့လေဒါထုတ်ပြန်ချက်တခုကျွန်တော်တို့ထွက်လာတာတွေ့ရပါတယ် တော့ဒီလိုထိန်းချုပ်ဆုံးမထားတဲ့နေမျိုးတွေကိုဟိုကာဝယ်သွားမယ်ဆိုတဲ့အားနဲ့ဆက်ဆက်ပြီးတော့ထုတ်ပြန်လာတဲ့အတွေ့အကြုံပါတယ်။တစ်ဖက်မှာလည်းကျွန်တော်တို့ဒါဒီ online social media တွေပေါ်မှာရေးသားပြောဆိုနေတဲ့ချက်တွေမှာလည်းဒါလက်ရှိဒီမနေ့ကကိုကျော်သိန်းဆွေးနွေးခဲ့သလိုပဲဒါဒီပြည်သူ့ကာဝယ်တမတော်ဖွဲ့တွေနော်ຫນွေဦးတော်လည်းရေးပေါ်တွေအသက်တည်နေရှားယူထားတဲ့ပေးဆက်ပြီးရယူထားတဲ့အားတွေကိုကာဝယ်ဖို့ဆိုတဲ့အားပြောဆိုနေရတယ်ကျွန်တော်တွေ့ကြပါတယ်။ဆိုတော့ဒါလည်းပတ်သက်ပြီးတော့ပဲစပြီးကိုကျော်သိန်းဆွေးနွေးပေးပါအောင်ခင်ဗျာ။ဟုတ်ကဲ့ပါကျွန်တော်ကျေးဇူးပါဗျာ။ ကတော့ပြောသလိုပေါ့လေ online ပေါ်မှာတော့ဒါနဲ့ပတ်သက်ပြီးတော့သဘောထားမြင်ရင်းနေကြတာတွေတော်တော်များများတွေ့ရပါတယ်။ချို့ကလည်းပဲဒီ channel ဘက်ကနေပြီးတော့ကုချင်းစာစိတ်နဲ့နောက်ဒလိုင်းအင်အားစုချင်းချင်းဖေးမှဒူရဲစန်တာနဲ့ကြီးကြတာကြတာတွေတွေ့ရပါတယ်။ချို့တော့လည်းပဲဒေါမနာဒေါမနာတော့ပေါ့နော်။ဟိုကြီးကြတာမျိုးတွေတွေ့ရပါတယ်။ ဒီပြန်တော့ကတော့ကိုကြောင့်မောင်ပြောကြလို့ဒီမျိုးတွေတစ်တုံညာနှစ်ခုဆက်စင်ရေးကာလာအတွင်းဒီလိုမျိုးတွေကိုတိမ့်နိုင်ခဲ့တယ်ဆိုတော့ဒီတက်ဆိုင်ရာလူမျိုးစုတိုင်းသားလူမျိုးစုဒေါ်လာရေးအဖွဲ့စည်းတွေရဲ့အင်အားတက်တက်နဲ့မဟုတ်ဘဲနဲ့လူဟုဒေါ်လာရေးရဲ့တာကောင်းတပီကောင်းတွေလည်းပဲဒီဆက်စင်ရေးမှာပါဝင်ပြီးတော့တိုက်ခိုက်ခဲ့ကြပြီးတော့ဒီလိုမျိုးအောင်ပွဲတွေရယူပေးခဲ့ကြတယ် ဆွန့်လွတ်မှုတွေလည်းပဲအများကြီးရှိခဲ့တယ်။ကိုလေးကပေးဆက်သွားရတယ်လည်းပဲရှိတယ်။ဒီလူတွေဘက်ကဒီလူတွေအတွက်စဉ်းစားကြတဲ့အခါမှာတော့ခုနပြောတဲ့ dominant စကားတွေကျွန်တော်တို့ဒီဘောရအမြင်တွေတွေ့ရတာပေါ့လေ။ဒါတော့မမျိုးတော့ရှိကြပါဘူး။ဆိုတော့အဓိကထွက်လာတဲ့ထုတ်ပြန်ချက်နှစ်ခုကတော့ကျွန်တော်တို့မနေ့ကဆွေးနွေးတော့ကလည်းပြောခဲ့တာရှိပါတယ်။အာမိခွန်းနေအများကြီးပေါ်လာတယ် အဲ့ဒီအထက်မှာမှအဓိကအကျဆုံးမေးခွန်းတစ်ခုက TNL နေထဲမှာရှိနေတဲ့ဟိုက PDF တပ်ဖွဲ့တွေနေထားဘယ်လိုဖြစ်သွားမလဲဆိုတဲ့မေးခွန်းပေါ့နော်ဒီမေးခွန်းကိုထုတ်ပြန်တဲ့နှစ်ခုကဖြေလိုက်တယ်လို့ပဲအကြံပြင်းတော့ကျွန်တော်တို့ပြောလို့ယူဆလို့ရမယ်ထင်ပါတယ်ဒီ PDF တပ်ဖွဲ့နှစ်ဖွဲ့ဆိုတာကလည်းဒီကေကတော့ PDF တပ်ဖွဲ့တွေထဲမှာနာမည်ထင်ရှားတဲ့ဖွဲ့တွေလည်းပါတယ်ပေါ့လေ တစ်ဖွဲ့ကတော့ MDY PDF မန္တလေး PDF ပေါ့နော်နောက်တစ်ဖွဲ့ကတော့မိုးကုတ်ပြူပါဒီနှစ်ဖွဲ့စလုံးကြီး TNL ရဲ့ဖူးစစ်တွေမှာတက်တုံညာညွန်စစ်စင်ရေးတဲ့မှာ TNL နဲ့အတူမြန်မာတန်းပြီးတော့တိုက်ပွဲဝင်ခဲ့တဲ့လူဦးဒေါ်လာရေး PDF တပ်ဖွဲ့တွေဖြစ်တယ်ဆိုတော့သူတို့သူတို့ရဲ့အနေအထားကအခုဆိုရင်ဒါတော်တော်လေးဒါကြက်ကြက်တက်တက်ဖြစ်သွားတယ်ဆိုတော့ကျွန်တော်တို့ခမန်းကြည့်လို့ရပါ ဆိုတော့ဒီနှစ်ဖွဲ့ကခုနထင်ရှားတယ်လို့ပြောတဲ့အထက်မှာဟာလာသူတို့ဒီဒီတက်ဖွဲ့တွေဒီ MDY PDF တို့မိုးဖို့ပြွာလို့ဒီတက်ဖွဲ့စည်းပုံကောင်းတယ်စစ်ပုံကြတယ်တိုက်ရိုက်ခိုက်ရိုက်ကောင်းတယ်စသဖြင့်ဒီလိုမျိုးကောင်းတဲ့ရင်တွေနဲ့ထင်ရှားတဲ့တက်ဖွဲ့တွေဖြစ်တယ်ဗျာအဲ့တော့လက်ရှိအခြေအနေကဘယ်လိုဖြစ်လဲဆိုတော့ဒီတက်ဖွဲ့တွေအတွက်ကရှင်တန်ရက်တီရေး အကျက်အတဲစိုက်တယ်လို့တော့ပြောနိုင်တယ်ထင်ပါတယ်။ဒါကျွန်တော်တို့ကျွန်တော်တယောက်တည်းရဲ့အသုံးနှုန်းနဲ့ယူဆ။ဘာပြောဘာလို့လဲဆိုတော့သူတို့လှူရှားနေတာခြေစိုက်နေတာဒါ channel နေနေထဲမှာအများစုဖြစ်တယ်။ channel ကအခုမင်းအောင်လိုင်းတို့အကျန်သက်စစ်တပ်နဲ့အပြစ်ရက်တယ်ဆိုတဲ့အခါကျတော့တိုက်တာခိုက်တာမရှိတော့ဘူးပေါ့ဗျာ။တပ်ဖွဲ့တွေကတော့ရောက်တဲ့နေရာမှာရှက်ထားမယ်ပေါ့။ရောက်တဲ့နေရာမှာရှက်ထားမယ်ဆိုတော့ကိုရှိတဲ့နေရာကိုထိန်းထားတဲ့နေရာတော့ကိုယ့်လက်ထဲမှာပဲ ဆက်ပြီးတော့ရှိနေပါပေါ့လေဒီလိုပဲကျွန်တော်တို့နားလည်အောင်ပေါ့ဒီလိုဝင်ဖြစ်စေဒီ MBYPDF လို့မိုးကုတ်ပြူပါလို့တက်ဖွဲ့တွေအနေနဲ့ TNL ရဲ့နေမြေတဲမှာတိုက်ပွဲတွေပေါ်ဆောင်လို့မရတော့ဘူးလို့ကျွန်တော်ဒီလိုပဲနားလည်ရမယ်ထင်ပါတယ်ဒါကเนาะရှင်သာရက်ဒီချက်တဲလို့ပြောနိုင်တဲ့အနေထားပါတော်တော်လေးခက်မယ်ဆိုတော့ကျွန်တော်တို့မြင်နိုင်ပါတယ် တပတ်မှပြန်ကြည့်ရင်လဲဗျာလာဒီမျိုးဥတော်လိုင်းရေးစရဲဆိုကလေးကနောက်တစ်ခုကလူလူခုကန်တွန်းလှန်စစ်ပေါ့နော်လက်နက်ကန်တွန်းလှန်ရေးလို့လည်းပြောကြတယ်လူလူခုကန်တွန်းလှန်စစ်စရဲဟိဆိုကလေးကတော့ကို့မှာလာသိမ်းထားတဲ့မျိုးဒေတာစကန်မရှိခဲ့ပေါ့ထင်းချုံနေနေဆိုတော့လည်းပဲမရှိခဲ့ပေါ့စရဲဆိုတဲ့အချိန်လောကအဲဒီကနေပြီးတော့မှဟလား တသွေးချွေတွေအများကြီးရင်းနှီးပိဆက်ပြီးတော့ဟလာထိထုံနေနေတွေရှိလာတယ်တိမ့်ပိုက်နိုင်တာတွေရှိလာတယ်ပေါ့ဗျာအဲ့တော့ငကိုတုံးကတုံညနဲ့စခဲ့တာဖြစ်တဲ့အတွက်တုံညပြန်ရောက်သွားလို့လေတုံရင်တုံရင်ပြန်ရောက်တယ်လို့ပြောရမှာပေါ့ဒါကျွန်တော်ကတုံညပြန်ရောက်သွားလို့ကောင်းတယ်လို့ကျွန်တော်ဆိုလိုတာမဟုတ်ဘူးလေနော်ဒါပေမဲ့တိတ်ကြီးကျွန်တော်တို့ အစိုးဘက်ကတွေးဖို့မလိုဘူးလို့ကျွန်တော်ဒီလိုလေးဒီလိုလေးချင့်ကပ်ကြည့်တာပါနော်ဆိုတော့ကျွန်တော်တွေးမိတာတော့အခုလိုမျိုးရှင်တန်ရက်တီရေးအကြက်တဲဆိုင်တဲ့ခါမျိုးမှာအခြေအနေနဲ့လိုက်လို့ညီတွေးစွာပြုလွယ်ပြောင်းလွယ်လှုပ်လွယ်အနေထားမျိုးခင်ကျင်းထားနိုင်မယ်ဆိုရင်တော့ဒီအချက်တဲကိုကြော်လွှားနိုင်တယ်လို့ကျွန်တော်ထင်ပါတယ်။အဲ့တော့ကျွန်တော်ပြောတဲ့စကားကအခြေအနေနဲ့လိုက်လျောညီတွေးစွာ ပြုတ်လွယ်ပြောင်းလွယ်လှုပ်လွယ်ဆိုတော့ဒါကဘာကိုပြောတာလဲဆိုတော့အဲ့လားတိတိကျကျပြောဖို့မိကွန်းထုတ်ဆရာရှိတယ်ပေါ့ဗျာဒီမိကွန်းအတွက်ကတော့ကျွန်တော်ကဒီပြည်မှာရှိနေသူတယောက်မဟုတ်ဘဲနဲ့ကျွန်တော်အဖြေပေးတဲ့လို့ကျွန်တော်မယူဆပါဘူးကျွန်တော်ဆိုလိုချင်တာအဲ့လားတိတ်ကြီးချုပ်ချုပ်ထားတဲ့ခြေနေမျိုးဆိုရင်လှုပ်လွယ်ပြုတ်လွယ်ပြောင်းလွယ်ဖြစ်မှာမဟုတ်ဘူးเนาะခြေနေနဲ့လည်းရောညီတွေ့ဆိုလှုပ်လွယ်ပြုတ်လွယ်ပြောင်းလွယ်ဖြစ်ဖို့လိုတယ်ပေါ့နော် နောက်တစ်ခုကလက်တွေ့ကိုယ်တွေရင်ဆိုင်နေရတဲ့အခြေအနေကိုဒီအခြေအနေကဘာမှမဟုတ်ပါဘူးဒါကိုကြော့နိုင်မှာပါဟာလာအဲကြံ့ကြံ့ခံပြီးတော့ရင်ဆိုင်သွားမှာပါစကြဝဠာပေါ့ဗျာဒီလိုမျိုးဟာလာအခြေအနေကိုအမှန်အတိုင်းလက်မခံဘဲနဲ့မျက်စိမှိတ်ငင်းတာမျိုးမဟုတ်ဘဲနဲ့အမှန်အတိုင်းရှုမြင်သုံးသပ်ဆန်းစစ်နိုင်ဖို့လိုပါတယ်တောင်းရှိတဲ့လူတွေအနေနဲ့ စစ်ကြမယ်လို့လည်းကျွန်တော်ကတော့မျှော်လင့်ပါတယ်။ဟိုအချိန်တွေကမှုံဝါသွားတာမှန်ပါတယ်။ဒါပေမဲ့လုံလုံမှောင်မိုက်သွားတာတော့မဟုတ်ပါဘူး။နော်လုံလုံမှောင်မိုက်သွားတာတော့မဟုတ်ပါဘူး။နောက်တစ်ဖက်မှာလည်းပဲဟလာတော်လိုင်းရေကိုတော်လိုင်းဘက်မှာရက်တည်နေတဲ့ဟလာတော်လိုင်းအင်အားစုတွေကိုထောက်ခံနေတဲ့လူလူကိုအချိန်နဲ့အမှန်တိုင်းမဖုံးမကွယ်တမ်းတင်ပြဖို့လိုပါတယ်။စီရင်ခံမှုလိုပါတယ်။ လူလူအားနဲ့ဆင်နွှဲနေတဲ့တော်လိုင်းကြီးမှာလူလူပေါ်မှာယူတော်မှုရှိဖို့လူလူကိုအစင်ထိတ်ထားဖို့လိုပါတယ်။နောက်ဆုံးခြေနေတွေကဖုံးမရပြီးမရမနိုင်ရင်ကားတွေဖြစ်ခါမှလူလူကတိရတယ်ဆိုရင်လူလူအပေါ်မှာတစ္ဆာဖောက်ဖျက်ကြပါလိမ့်မယ်။ဒါလေးတော့ကျွန်တော်ကတွေးမိပါတယ်။နောက်ပြီးတော့တော်လိုင်းကြီးမှာပါဝင်နေသူတော်လိုင်းကြီးကိုထောက်ခံအားပေး ဝန်းရံနေသူတွေအနေနဲ့လည်းပဲလက်ရှိအချိန်ဒီကိုမကြေမနက်ဖြစ်ပြီးတော့အားမလို့အားမရဖြစ်ပြီးတော့ဒီလိုဖြစ်ရတာဟိုအဖွဲ့ကြောင့်ဒီအဖွဲ့ကြောင့်ဟိုကိစ္စကြောင့်ဒီကိစ္စကြောင့်ဟိုအချက်ဒီချက်ကြောင့်ရဲလို့လက်ညှိုးထိုးအပြစ်တင်တရားခံရှာနေမဲ့အစားတော်လိုင်းရည်စုံလုံးရဲ့အကျိုးစီးပွားကိုရှေ့ရှုပြီးတော့အားလုံးဒီထက်ပိုတဲ့အာမန်နဲ့ ဝိုင်းဝန်းကြဖို့လိုတယ်လို့ကျွန်တော်ကြံပေးချင်ပါတယ်။ဆီယနာရှင်တိုက်ကြည်ဖက်ဒရယ်ဒီမိုကရေစီတိဆောက်ရေးဘယ်ဒေါ်လာရေးဘယ်လှူရှားမှုမှလွယ်လွယ်နဲ့တော့အောင်မြင်မှုမရနိုင်ပါဘူး။တပွဲကောင်းတစုကောင်းနဲ့လည်းပဲဘယ်လိုမှမအောင်မြင်နိုင်ပါဘူး။ဒါအသိရှင်းပါတယ်နော်။ဒါအသိရှင်းပါတယ်။အစ်တီလည်းမဟုတ်ပါဘူးဒီစကားတွေက။ဒီလိုမျိုးကြုံတွေ့ရတဲ့အချိန်ကြီးဘလို့ဖြစ်လာသလဲ။ဘာကြောင့်ဖြစ်လာသလဲ။ဆိုတော့ အကောင်းဆုံးတင်ငန်းစာယူပြီးတော့နော်ဒီတော်လန်ရေးအောင်ပွဲနဲ့အတူအမြန်ဆုံးအဆုံးတတ်နိုင်ဖို့အတွက်ဒီရှေ့ခီးအတွက်အကောင်းဆုံးပြင်ဆင်နိုင်ဖို့ကအရေးကြီးတယ်လို့ကျွန်တော်မြင်ပါတယ်အဲ့လိုပြင်ဆင်နိုင်ကြလိမ့်မယ်လို့လည်းပဲကျွန်တော်မျှော်လင့်ဆုတောင်းပါတယ်ဒီအချက်အသေးပေါ့နော်ရှင်သန်ရက်ဒီအချက်အသေးကနေပြီးတော့သက်ဆိုင်တဲ့တပ်ဖွဲ့တွေအားလုံးယုံထွက်ပြီးတော့ နော်တော်ရန်ရေးကိုထုတ်ပြန်ချက်တွေထဲမှာပါတယ်လို့ပြောပြရနော်လက်မလျှော့ရှုံးပေးပေးနဲ့အင်အားနဲ့ဆက်ပြီးတော့သွားနိုင်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကိုကျော်မောင်ဟုတ်ကဲ့ပါကိုကျော်သိန်းတော့ကိုကျော်သိန်းဆွေးနွေးခဲ့တယ်လို့ပြောပါလေကျွန်တော်တို့ဒါလက်ရှိဒီຫນွေဥဒေါ်လာရေးအစားကိုပြန်ကြည့်လိုက်ဖို့လဲဒါကျွန်တော်တို့လိုအပ်ပါတယ်ပေါ့လေဆိုတော့ဒါကျွန်တော်တို့ပြန်ကြည့်လိုက်ရင်ဒါဒီຫນွေဥဒေါ်လာရေးစပြီးလက်နက်ကင်ဒေါ်လာရေးကိုကူးပြောင်းတဲ့အခြေအနေမှာဆိုတာလက်လုတ်တူမီတနက်တွေနဲ့စားခဲ့ကြတဲ့အခြေအနေရရင်ဒါဒီနေ့ဒီချိန်အထိ ရောက်လာတဲ့အခြေအနေကိုကျွန်တော်တွေ့ရတယ်ပေါ့လေဆိုတော့နောက်1027စစ်စင်ရည်မတိုင်ခင်ကာလမှာဆိုလို့ရှိရင်ဒါဒီဂျမ်ဘတ်ဒီဒီအာနာသိစစ်တပ်ကိုဒါဒီစစ်အင်အားပြုံးတည်အောင်တိုက်ခိုက်ခဲ့တဲ့အခြေအနေဒါရီရဒီဒီရဲ့အကျိုးသက်ရောက်မှုတွေပေါ့လေ1027ရဲ့အောင်မြင်မှုမှာလည်းဒီလိုမျိုးအကျိုးသက်ရောက်မှုတွေရှိခဲ့တဲ့အခြေအနေတွေကျွန်တော်တို့တွေ့ခဲ့ရပါတယ်ဆိုတော့ဒါကတော့ကျွန်တော်ရင်းဆွေးနွေးခဲ့သလိုပဲလက်ရှိအခြေအနေတွေအားလုံးကိုအစီအတရားကြကြမြင်ပြီးတော့မှပြည်သူတွေကိုလည်းဒါပြောပြနိုင်ဖို့လိုအပ်တယ်လို့ကျွန်တော်တို့ယူဆပါတယ် တော့ကျွန်တော်နောက်ထပ်ဆွေးနွေးမယ့်အကြောင်းအရာလေးတစ်ခုသွားလိုက်ရအောင်ပါအဲ့တော့နောက်ထပ်ဆွေးနွေးမယ့်အကြောင်းအရာကတော့ဒါဒီဒီအနာသိစ်တက်ဘက်ကနေပြီးတော့ဗောလေဒါပြောရေးဆိုခွင့်ရှိတယ်ဒါဗိုလ်ချုပ်စုံမင်းထွန်းသူပြောသွားတဲ့အချက်ပေါ့ဒါကဘာလဲဆိုတော့ဒါဒီမြန်မာပြည်မှာဒါရှိနေတဲ့ဒီလက်ရှိဘော်လီအာဆီယံကိုပြောတဲ့အချက်ကတော့ဒါဒီဟိုသူပြောသွားတာကတော့ဒီစူဟာပေါ့ဒီရာဇဝတ်မှုကျူးလွန်နေတဲ့သူတွေနဲ့ရာဇဝတ်ပြစ်ဒဏ်ခံနေရတဲ့ထောင်ကျနေတဲ့သူတွေကိုဒါအာဆီယံနဲ့ ဟိုတွဲဆုံပေးတာမျိုးသူတို့မလုံနိုင်ဘူးလို့ပြောပြောသွားတော့ကျွန်တော်တွေ့ရတာပေါ့လေဒီလိုတစ်ဖက်သက်ပြောသွားတဲ့အခြေအနေတွေတွေ့ရပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့လည်းကိုကျော်သိဆွေးနွေးပေးပါအောင်ခင်ဗျအဲ့ဒီတည်င်းတွေ့တော့ကျွန်တော်ကဖြစ်ပြီးတော့သာရည်လိုက်ချင်တယ်ကိုကျော်မော်ဘာလို့လဲဆိုတော့ဒီစကားလေးပဲကျွန်တော်ကထက်ခါတက်ခါပြောပြောနေရတယ်လို့ဖြစ်ဒါပေမဲ့လည်းပြောအောင်ပြောအောင်တခိုးကလူဟစ်ဒီစကားဒီတိုင်းပါ ဒါပေမဲ့ဒီသတင်းကနေဇော်မင်းဇော်မင်းထွန်းပြောတယ်ဆိုတဲ့သတင်းကကျွန်တော်တိလက်ရတာတခုတော့ရှိတယ်ဗျအဲ့ဒါဘာလဲဆိုတော့မြန်မာပြည်ကိုလာတဲ့ဒါသူအဓိကတော့ဒီမှာအာဆီယံကိစ္စပြောတာပေါ့ဗျအဲ့တော့အာဆီယံကိစ္စဆိုတော့အာဆီယံဒုကိုယ်စားလှယ်တွေကဒေါ်ဆန်းစုကြည်နဲ့တွေ့ခွင့်တောင်းတယ်ဆိုတော့တော့ကျွန်တော်တို့သိလိုက်ရတယ်နော်တွေ့ခွင့်တောင်းခဲ့ဘူးတယ်ဒါပေမဲ့ဂေါ်မင်းထွန်းပြောသလိုပေါ့နော်ပေးမတွေ့ဘူးပေါ့ ေးမတွေ့ကျွန်တော်လည်းမတွေ့ဘူးပေါ့ဗျာစစ်တပ်ဆိုတာကဒီအကြမ်းဖက်စစ်တပ်ဆိုတာကသူတို့လေသံမာလို့ရနေသေးတယ်ကတော့လေသံမာတာဟဲ့ဗျာမရဘူးဆိုရင်လည်းပဲချက်ချင်းပြောင်းလိုက်ဖို့ဝင်မလေးဘူးဗျာနော်ပြောင်းပြစ်တာပဲသူတို့မှဟာလာဘာမူဘာဆန်းဘလို့ရက်တိချက်မျိုးမှခက်ခဲမှမှရှိတဲ့စစ်တပ်မဟုတ် ဒီစကားကလည်းပဲကျွန်တော်တို့ခုမှကြားဘူးလားလည်းမဟုတ်ပါဘူးငိုတော့ကလည်းထက်ကထက်ကထက်ကကျွန်တော်တို့ကြားခဲ့ပြီးပါတယ်နော်ဒေါ်ဆန်းစုကြည်ကအဖမ်းခံရတာလို့ဘာလို့ဆိုတော့လေအခုမှကျုံရတာဖြစ်ရမဟုတ်ဘူးနော်ဒေါ်ဆန်းစုကြည်ဖမ်းခံရတာအချိန်မနေ့ချင်းရှိပြီလေအဲ့တော့တိတ်တော့လေဆန်းတဲ့စကားတော့မဟုတ်ဘူးအားမလည်းမဆန်းတယ်လို့ဒီစကားကိုပြောင်းရတော့မယ်ဟေ့ဆိုရင်လည်းဒီစစ်တပ်ကပြောင်းပါပဲချက်ချင်း ကျွန်တော်ခုနပြောသလိုမှမင်းအွန်လိုင်းတို့အကြမ်းဖက်စစ်တပ်ဆိုတော့ကသူတို့ခေါ်ခေါ်နေတဲ့ standard army ဆိုတဲ့အဆင့်ကဝေးမှာဝေးမင်းအွန်လိုင်းတို့အကြမ်းဖက်စစ်တပ်ဆိုတော့ကရာဇဝတ်ခိုင်းမယ်ရာဇဝတ်ခိုင်းမယ်သူတို့ကိုယ်တိုင်ကရာဇဝတ်ခိုင်းမယ်စဉ်းစားကြည့်ဗျချက်လက်တွေရှိတယ်သူတို့ကိုယ်တိုင်နှစ်ပေါင်းများစွာအချိန်ယူပြင်ဆင်ရေးဆွဲစစ်ကြိုက်လုပ်ထားတယ်နော်နာဂစ်အခြေခံဥပဒေ နော်နာဂေမုန်တိုင်းတိုက်ပြီးမှလူလူကိုလဲပင်းညစ်ပြီးတော့နာဂေမုန်တိုင်းနဲ့တင့်ထားတဲ့လူလူကိုကယ်ဖို့မစင်စားပဲနဲ့မလုတ်ဖဲနဲ့လဲပင်းညစ်ပြီးတော့မှအတူရောင်လူလူဆန္ဒခံရင်ဘွယ်လုတ်ပြီးတော့မှအတီးပြုခဲ့တဲ့2008ခုနှစ်အခြေခံဥပဒေဒီအခြေခံဥပဒေကိုတောင်မှသူတို့အခြေခံဥပဒေကိုတောင်မှသူတို့ကိုယ်တိုင်လေးစားလိုက်နာတာမရှိပဲနဲ့ကိုကိုယ်တိုင်လည်းနဲ့ရေးထားတာကိုကိုကိုယ်တိုင်ခြေနဲ့ဖြတ်ပြီးတော့ဖောက်ဖြတ်ပြီးတော့ အာနာသိနေဒါတိုင်းပြည်ကိုတစ္ဆပေါက်မြောင်းလိုက်လို့ဂျမ်းမစစ်တာဆိုတော့တိုင်းပြည်တစ္ဆပေါက်အာနာသိနေဒီအာနာသိနာကိုလက်မခံတဲ့မကြင်တတ်တဲ့တိုင်းပြည်လူထုကငြိမ်းချမ်းစွာဆန္ဒပြတယ်ခေါင်းတဲ့တဲ့ကိုမှပြစ်ပြီးတော့နှိမ်နေတယ်လူလူကိုဖမ်းဆီးတယ်ညှဉ်းပန်းတယ်နှိပ်စက်တယ်တတ်ဖြတ်တယ်လူလူပိုင်ဆိုင်ပစ္စည်းတွေလူယူတယ်မျိုးသွေးတွေမတိန်ကျင့်တယ် ရာဇဝမှုမျိုးစုံကျူးလွန်ထားတဲ့အကြံပေးစတဲ့စေရာဇဝမှုမျိုးစုံဒီတဲ့ဆိုတဲ့နိုင်ငံတကာရာဇဝမှုမျိုးစုံကျူးလွန်ထားတယ်ကျွန်တော်တို့မနေ့ကရင်ပြောခဲ့သေးတယ်နော်ဒီမနိုင်ငံဆန်လို့တော့သုံးစစ်စီရန်ရာ WIWN ရဲ့ခေါင်းဆောင်နီကိုလတ်စ်ကွန်ဂျန်ကကုလသမဂ္ဂဒရင်းလာကန်တက်ပြကော်မတီမှာတင်ပြခဲ့တဲ့ကိစ္စသူတို့စုဆောင်းထားတဲ့ချက်လက်တွေအရာ မင်းအောင်လိုင်းတို့ရဲ့အချက်ပဲစစ်တပ်ဒီသူနောက်ဆုံးကြေဒီမတိုင်ခင်နောက်ဆုံးကြေဒီတတိယကော်မတီမှာလာတင်ပြခဲ့ဒုံကားထက်တောင်မှကျူးလွန်တဲ့နိုင်ငံတကာယာစုမှုပို့ပြီးတော့များလာတယ်ပို့ပြီးတော့ပြင်းထန်လာတယ်အဲ့တော့ယာစုအသားတွေပေါ့ဗျသူတို့လည်းရာဇဝတ်သားတာဖြစ်အောင်မလားရှိအောင်မလားဒီလိုလူမျိုးတွေကပဲเนาะဒေါန်ဆန်းစုကြည်ကို ရာဇဝသားလို့ပြောသေးတော်ဆန်းစုကြည်နေမှာတော့မတက်ရဲပါဘူးညာနာမည်တော်မှာရေရဲတင်းတက်ရဲတဲ့ကောင်နေမဟုတ်တော့တော်ဆန်းစုကြည်ကဘာရာဇဝမှုများကျူးလွန်တယ်ဦးဝင်းမြင့်ကဘာရာဇဝမှုများကျူးလွန်တယ်ဒီကနေ့တို့ဖမ်းထားတဲ့နိုင်ငံရေးယုံကြည်ချက်အရတို့ဖမ်းထားတဲ့နိုင်ငံရေးအကျဉ်းသားတွေဘာရာဇဝမှုများကျူးလွန်တယ်မာအာလာမင်းအွန်လိုင်းဖြစ်ချင်တာကိုဖြစ်ချင်တဲ့အတိုင်းမလိုက်လျောတာကိုပဲရာဇဝမှုကျူးလွန်တယ်လို့ဆွဆွဲတာပဲဗျဒါပဲ ကျွန်တော်တို့ဒီတိုင်းပဲမြင်ပြန်တွက်ကြည့်ပါเนาะသူတို့အာနာသိန်းတော့မဲစင်းနေဆိုတော့ကိုအကြောင်းပြအာနာသိန်းကမဲစင်းကိုအကြောင်းပြတယ်เนาะကျွန်တော်တို့ဒီကိစ္စလည်းထပ်ခါထပ်ခါပြောခဲ့တယ်အကြောင်းပြတာကမဲစင်းပြီးတဲ့အခါကျတော့အဲ့ဒီအချိန်တုန်းကလူလူထောက်ခံမှုအရှိဆုံးလူတွေချစ်ခင်လေးစားကြတဲ့ခေါင်းဆောင်တွေကိုဖမ်းတယ်မဲစင်းအကြောင်းပြပြီးအာနာသိန်းနေခေါင်းဆောင်တွေကိုအကုန်ဖမ်းတယ် ဖန်းနာကရိုးရိုးလေးပဲဗျာအနာသိနေဆိုပဲကဒီကောင်းဆောင်တွေကိုလွတ်ထားလို့မရအောင်လွတ်ထားရင်ဒီကောင်းဆောင်တွေတော့မှလူလူကအုံနဲ့ကျင်းနဲ့ပါလာပြီးတော့သူတို့ပြန်ဖြုတ်ချပြန်ဖြုတ်ချအဲ့တော့ဒီကောင်းဆောင်တွေသူတို့ထားလို့မရအောင်အဲ့တော့ဖမ်းပြီးတော့ထောင်ထဲထည့်ဒါတော့မှလူလူကလက်ခံတာမဟုတ်ဘူးတောင်ကွက်တာပဲစန့်ကျင်တာပဲအုံနဲ့ကျင်းနဲ့ဆန္ဒပြခဲ့ကြတာတခါဖမ်းနေတဲ့အခါကျတော့ဒီအတိုင်းဖမ်းထားလို့ကမရအောင်ဘာလို့လဲဆိုတော့ဟလာမဲစီမမှန်ကန်ပါဘူးဆိုရဲဆွဆွဲချက်နဲ့ ပုံမှန်တက်တရားဆိုလို့ဘာပုံမှန်မှမရှိအဲ့တော့ထောင်ထဲဆက်ထည့်ထားဖို့အတွက်ရမေရှားရတယ်အကြောင်းရှားရတယ်အပြစ်ရှားရတယ်အဲ့တော့မဟုတ်ကဟုတ်ကလက်စားမှုတို့နော်ကိုကိုဗစ်နဲ့ကန့်တတ်ထားတဲ့ကန့်တတ်ချက်တွေပါလေဗျာကလေးကလေးကလားမဟုတ်ကဟုတ်ကပုံမှန်တွေလူတိုင်းသိတယ်ဒါတွေအကုန်လုံးကကံကလူကော့ပေါ်တာပေါ့ဗျာနော်စိတ်ကြိုက်ကိုစိတ်ကြိုက်တရားစီရင်ရေးနေကိုကပဲဥပဒေ ကိုကပဲဖမ်းတဲ့လူနော်ကိုကပဲဥပဒေကိုကပဲတရားသူကြီးကိုကပဲထောင်ပိုင်အကုန်လုံးကိုယူထားပြီးတော့မှဒေါ်ဆန်းစုကြည်ဦးဝင်းမြင့်ဘာဝင်နိုင်ငံရေးကျင်းသားတွေတွတ်တော်ကိုယ်စားလှယ်တွေရောပေါ့ဗျာနော်အကြောင်းရှာပုံမှန်မျိုးမျိုး ਨੇ ဖမ်းတာထောင်ချတာနော်ဖမ်းတာလည်းသူတို့ပဲစွတ်စွဲတာလည်းသူတို့ပဲ ပုံမှန်တက်တာလည်းသူတို့ပဲထောင်ချတာလည်းသူတို့ပဲပြီးတဲ့အခါကျတော့မှသူတို့ကဒီလူတွေကိုအလွယ်လေးကစားကနေရာဇဝတ်သားဆိုပြီးတော့လုပလိုက်ပြီးတယ်နော်တကယ်တကယ်ရာဇဝတ်သားကအဲ့ဒီဇော်မင်းထွန်းတို့အစင်အကုန်မကဟိုးထိတ်ကသူတို့အဖမင်းအောင်လှိုင်ကနေဘိုးချုပ်ကြီးကြီးဘိုးချုပ်တီး ဘိုလ်မူးချုပ်တွေဘိုလ်မူးကြီးတွေဒုဘိုလ်မူးကြီးတွေဘိုလ်မူးတွေဘိုလ်ကြီးတွေဘိုလ်တွေဒုဘိုလ်တွေအကြက်တတအကုန်လုံးအဲ့ဒါမှတကယ်ရာဇဝတ်တာအစ်စ်မျိုးတွေပေါ်မှာညဉ့်ညံ့တဲ့ဆန္ဒပြသူတွေကိုဘယ်လိုမျိုးရိုက်နဲ့ပြစ်ခတ်ဖမ်းဆီးတယ်ဆိုတော့မှတ်တမ်းတွေအများကြီးညဝါချင်းတင်ကျွန်တော်တို့တွေ့ခဲ့ကြတာဒီရဲနဲ့ဒီစစ်တပ်ကိုကိုတိုင်းကရာဇမှုမျိုးစုံကျူးလွန်ထားပြီးတော့မှ ူများကိုရာဇဝတ်သားလို့လက်ညှိုးထိုးတဲ့ကိစ္စဘယ်သူမှမယုံဘူးဟေနော်ဘယ်သူမှမယုံဘူးကိုကျူးလွန်ထားတဲ့ရာဇဝတ်မှုတွေကနေလေဒီဒီချင်းပြေးလွတ်မယ်လို့မထင်နဲ့ကိုဘဝကိုတွေးထားလို့ပဲကျွန်တော်ဒီကနေပြောလိုက်ချင်တယ်ကိုကျော်ပါဟုတ်ကဲ့ပါကိုကျော်သိန်းဒါကိုကျော်သိန်းဆွေးနွေးခဲ့သလိုပဲပေါ့လေဒါဒီဒီဆီယနာတိန်းတဲ့အချိန်မှာဒါဒေါအောင်ဆန်းစုကြည်တို့သမရဦးမြင့်တို့ဖန်ဆီးရဲဆိုတဲ့အချိန်မှာလဲဒါသူတို့ ကာဝေယူထားတဲ့2008ချင်းဟိုတော့မှသူတို့ချိုးဖောက်ပြီးလှုပ်သွားတာကိုကျွန်တော်တို့တင်းတင်းရှင်းရှင်းတွေ့ရတယ်ပေါ့လေဆိုတော့သူကလည်းလက်ရှိအချိန်မှာလည်းဒါဟိုကြော်သိန်းဆွေးနွေးခဲ့သလိုပဲဒိဗေမရှိတဲ့ယာဇွေးမှုတွေတက်ပြီးတော့ဒါနိုင်ငံခေါင်းဆောင်တွေကိုဒါဖန်ဆီးထောင်ချထားပြီးတော့ဒါဒီလိုမျိုးဒီယာဇွေးသားပုံစံမျိုးပုံဖော်ပြောဆိုနေရတယ်ကျွန်တော်တို့တွေ့ရတာပေါ့နော်ဒါတော့လူတို့ကလက်မခံသလိုနိုင်ငံတကာကလည်းအတိမပြုလက်ခံမယ်လို့ကျွန်တော်တို့မယုံကြည်ပါဘူးဆိုတော့ကျွန်တော်နောက်ထပ်နောက်ဆုံးဆွေးနွေးမယ့်အကြောင်းအရာလေးတွေးလိုက်ရအောင်ပါနောက်ဆုံးဆွေးနွေးမယ့်အကြောင်းအရာကတော့ဒါကျွန်တော်တို့ဒီပြီးခဲ့တဲ့ ဟိုဟာပေါ့ရက်မှာကျွန်တော်တို့ဆွေးနွေးခဲ့တာလေးရှိတယ်ပေါ့လေဆိုတော့ဒီဒီစစ်တပ်ဒီအတူရောင်ရွေးကောက်ဝဲကိုဝါရပြန့်ရုပ်ရှင်မှာပါဝင်သေးဆောင်ခဲ့တာ ਨੇ ပတ်သက်တဲ့ခရက်ပေါ့လေဆိုတော့ဒီမှာဒီလူတွေကလည်းတော်တော်လေးကိုဒါပြည်သူတွေကိုသွေးတိုးဆန်းတဲ့အခြေအနေကလည်းဒါဒီဝိုင်းကောက်လောက်ခံရတဲ့အခြေအနေတွေရောက်လာတဲ့အခါကျတော့လေလက်ရှိချိန်မှာတော်တော်လေးကိုကြေကြေလောင်လောင်ထပ်ပြီးပြစ်လာပါတယ်အဲ့တော့ဒီမှာဒီမြန်မာနိုင်ငံဒီရုပ်ရှင်အစီအယုံကဒီရန်ကုန်မှာဒီစီဝဲလုတ်ပြီးတော့ဒါသူတို့ရဲ့ပြန်ဝင်လက်တက်မယ်လို့သိရပါတယ် ဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးတော့ဗောလေဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့လေဒါကုကြောသိဆွေးနွေးပေးပါအောင်ဒီလိုအခြေအနေနဲ့ပတ်သက်ပြီးတော့ဗောဒီနေ့မှာကျွန်တော်တွေ့တာတော့ဗာလေအဲ့ဒီအဲ့ဒီရုပ်ရှင်ထဲမှာပါတဲ့တရုပ်ဆောင်တွေလာအဲ့ဒီလူတွေကိုတခြားရုပ်ရှင်တွေကခေါ်မြိုက်တော့ဗောညာပြီးတော့ကြောင်ကြောင်ကုမ္ပဏီတွေကလည်းပဲအဲ့ဒီလူတွေနဲ့မကြောင်ကြောင်တော့ဘူးဗောညာဘာလို့စီးပွားပြတ်ကြတော့မဟုတ်ဘူးဗျစီးပွားပြတ်ကြတော့မဟုတ်စီးပွားကဘာလို့ပြတ်မလဲဆိုတော့သူတို့မိခိုးပြီးတော့ စီဝါရှာစားနေတာလူလူနေညာအဲ့တော့ဒီလူလူကမှတန်ခတ်ပြီးဆိုပါတော့ဟလာသူတို့ရိုက်တဲ့ရုပ်ရှင်တွေမကြည့်ဘူးဗျာသူတို့ရောင်းတဲ့ပစ္စည်းတွေမဝယ်ဘူးဗျာအဲ့လူတွေနဲ့ကြော်ညာတဲ့ပစ္စည်းတွေမသုံးဘူးဗျာဝယ်ကုန်ကြမှာပေါ့စီဝါပြတ်ကုန်ကြမှာပေါ့အဲ့တော့ကြောက်လန့်ပြီးတော့ဖြစ်ကုန်ကြပြီပေါ့ဖြစ်တော့ဒုံးစံအတိုင်းပေါ့နော်ဒီဂျမ်ဘက်စစ်တပ်က ပါဒီပါရုပ်ရှင်စီယုံဖြစ်ဖြစ်သူတို့ရဲ့ပြန်ကြားရေးဖြစ်ဖြစ်အကုန်လုံးဒါအကြံပေးစစ်တက်လက်အောက်ခံနေပြီခေါ်ပြီးတော့ခုနသူတို့နိုင်တဲ့လူတွေကိုပေါ့ဗျာလူလူတော်သူတို့ပါလို့လို့ကြောင်းခေါ်ပြီးတော့ဟလာပါတဲ့ဒီလူတွေရုပ်ရှင်မြိုက်တာမျိုးမလုပ်ဘူးဟလာကျွန်တော်ကုမ္ပဏီတွေကုမ္ပဏီလည်းခေါ်မယ်အဲ့လိုတွေးတာပဲဗျာတင်းနေမှာတော့အဲ့တော့ဘလောက်ထိလဲတော့မသိဒါပေမဲ့ဒီဖြစ်ရက်ကနေကျွန်တော်တို့တေချာပေါက်တိတိချာချာတွေးလိုက်ရတာကတော့ဘာလဲဆိုတော့ မြန်မာနိုင်ငံလူထုသည်ကျွန်တော်ကျွန်တော်မကြာခဏပြောလို့ရှိပါတယ်မြန်မာနိုင်ငံလူထုရဲ့နိုင်ငံရေးရေးချင်းမနှိမ်ဘူးလူထုရဲ့နိုင်ငံရေးရေးချင်းကိုရှော့မတွက်လဲဆိုမြန်မာလူထုသည်ဘယ်အချိန်မှဘာလုပ်ရမယ်ဘယ်လိုစုံဖြတ်ရမယ်ဆိုတာကောင်းကောင်းသိတယ်ကောင်းကောင်းသိတယ်အခုဒီကိစ္စဆိုရင်အာဒီတူအောင်ထောင်ကြောင်းဒိန်စင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဝါဒဖြန့်နေရုပ်ရှင် နော်ဒီထဲမှာပါတဲ့တရုပ်ဆောင်တွေကပြောထားတာတွေအလွန်အကျွံနေဝါရဖြန့်နေဆိုကြတဲ့အလွန်အကျွံနေပြောတာပေါ့ဗျာနောက်တစ်ခုကမြန်မာနိုင်ငံကဝါရဖြန့်ရုပ်ရှင်ရိုက်တဲ့လူတွေဆိုတာကလည်းပဲခက်ညက်ညက်ခက်နေနေနော်နိုင်ငံတကာမှာဝါရဖြန့်ရုပ်ရှင်ဂီတအမှုပညာဖန်တီးကြတယ်ဆိုရင်ကြီးတဲ့လူနားထောင်တဲ့လူခံစားတဲ့လူကဝါရဖြန့်ခံရလို့ခံရမှန်းတော့မသိလိုက်ဝင်သွားတာကောင်းတယ်လို့တွေးတဲ့ကိုဝင်သွားတာ ဲ့လိုပါနတ်တယ်အဲ့လိုကျွမ်းကျင်အဲ့လိုလိမ့်မှာမြန်မာနိုင်ငံကလူတွေကတုံးလိုက်တက်လိုက်ဘောရောဖြတ်နေကြီးဆိုရင်ဟိုအဲ့ဟိုလုံးလုံးကလည်းပါလေရဲနဲ့ပတ်သက်တဲ့ကျန်းဖက်ရဲနဲ့ပတ်သက်တဲ့ဘောရောဖြန့်ကမတိပဲနဲ့ရဲလိုက်ကြတယ်ဆိုလာအဲ့ဒီရုပ်ရှင်လည်းပဲကွဲသွားတာပဲလीနော်အခုတခါလာရတယ်နောက်ထပ်ထပ်လာလဲထပ်ကွဲဦးမှာပဲအဲ့တော့ဒီရုပ်ရှင်ကိုကျွန်တော်တို့ဒူကောက်ဆိုရင်တော်လိုင်းလောကမှာ BCSP လို့ခေါ်ကြတာ BC က ဘွိုက်ကောက်ဒရိပောက်တယ်နော် SP က social punishment လူမှုရေးရာတန်ခတ်တယ်ပေါ့ဒရိပောက်တယ်ဆိုတော့ဘူးတပိတ်မကြည့်ဘူးမဝယ်ဘူးမစားဘူး social punishment ဆိုရင်အဲ့ဒီလူတွေနဲ့အဆက်အဆံမလုပ်ဘူးတို့ social media တွေကိုအားမပေးဘူးတို့ကိုကျင့်တယ်ပေါ့ဗျာလူအဖွဲ့အစည်းကနေဖယ်ထုတ်ကျင့်တယ်လူဆိုတဲ့အတိုင်းဝိုင်းကနေကျင့် ဒါကကလူမှုရေးရပြစ်ဒဏ်ခတ်တာဥမာဆိုကြပါစို့ဗျာအဲ့ထက်ကလူတယောက်နဲ့အလူအိမ်မှာတွေ့တယ်ဆိုကြပါစို့စားနေတဲ့လူအိမ်ကကျွေးတဲ့မဝင်ကားတော်လကောင်းအလူထမင်းတော်လကောင်းဖုံးစုဖြုတ်စုပြစ်ချပြီးတော့ထွက်တော်လိုက်တာမျိုးအဲ့လူတယောက်ကကိုယ်လာပြီးတော့နှုတ်ဆက်တယ်ဟေ့ဆိုရင်မျက်နှာကိုတက်တက်ကြည့်လက်ညှိုးငေါငေါထိုးပြီးတော့ဘယ်တော့မှလာမပတ်တဲ့နဲ့ဘယ်တော့မှလာစကားမပြောနဲ့ကိုယ်အစ်စ်နဲ့ကိုဟာကိုနေဆိုပြီးတော့ပြောတာမျိုး တာရေးနာရေးမပတ်သက်တာမျိုးကိုတာရေးနာရေးလည်းပဲမလာနဲ့သူ့တာရေးနာရေးလည်းပဲမသွားဘူးလူတိုင်းဝိုင်းကနေဖယ်ကျင်ခံရပြီးတော့လူမှုပြစ်ဒဏ်ခက်ခံရတယ်ဆိုတော့ကိုကြောင့်မောအတော်နာစရာကောင်းတာဩပဝန်းကျင်မှာပေါင်းမဲ့တင်းမဲ့လူမရှိပတ်သက်မဲ့လူမရှိလမ်းတွေးလို့နှုတ်ဆက်မဲ့လူမရှိထွင်းဆိုပြီးတော့တတွေးပတ်ကနေအတွေးမခံရရင်ကံကောင်းဒီလိုဘဝမျိုးရောက် အဲ့လိုပေါ်လို့ရောက်တော့မခံနိုင်ဘူးပေါ့ဗျာတုံစင်းခါစင်းတာပေါ့ကျွန်တော်တို့ဟိုလုံးကရစကားနဲ့ပြောတယ်ဗန်းစကားနဲ့ပြောတယ်တုံစင်းခါစင်းတာပေါ့တုံစင်းခါစင်းတာမှာအဲ့ဒီပါပါတယ်ဆိုတော့ဂាយကန်ရှင်တွေရောခိုင်းတဲ့လူတွေရောဟိုအပေါ်ကအဖွဲ့စည်းရောတုံစင်းခါစင်းသွားတာပေါ့တုံစင်းခါစင်းသွားတော့သူတို့နိုင်ရာကိုလေပြီးပြစ်ပြီးတော့ပြန်ဆဲဖို့စူးစမ်းတာပေါ့ဒါပဲအဲ့တော့ခုနလူထုနဲ့ပတ်သက်ပြီးပြန်ဆက်ပါဦးကျွန်တော်ဒီဖြစ်ရတဲ့ပတ်သက်ရင်ကောင်းကောင်းသိလိုက်တာက မြန်မာနိုင်ငံလူထုသည်နိုင်ငံရေးရေးကြီးမြင့်နေဆိုတဲ့ကျွန်တော်ပြောခဲ့တဲ့စကားတိတ်မှန်နေလူထုကဘာချိန်မှဘာလုပ်ရမယ်ဆိုတာကောင်းကောင်းသိတယ်ဘယ်သူကမှသူတို့ကိုစီယုံစရာမလိုဘူးဘယ်သူကမှသူတို့ကိုတိုက်တွန်းစရာမလိုဘူးဘယ်သူကမှသူတို့ကိုလှုပ်ဆော်စရာမလိုဘူးကိုဘာလုပ်ရမယ်ဆိုတာကိုသိတယ်အခုဒီရုပ်ရှင်မကြည့်ဒီရုပ်ရှင်ထဲမှာပါတဲ့ပါတဲ့ပါဝင်သူအကုန်လုံးကိုဖိမောက်အခုပဲကျွန်တော်ဒီနေ့တွေ့လိုက်ပါသေးတယ်တယောက်တင်ထားတာပါလေ ဟိုမတိမတာပေါ့နော်လူမတိအောင်လို့နောက်ကွယ်ကပါတယ်လက်ထောက် driver ဆိုလား driver driver ဆိုလားနာမည်ကြီးကျွန်တော်တို့စာရေးဆရာကြီးတယောက်ရဲ့တာနော်အရင်ခါလဲပဲအဲ့လိုပဲ policy ကဝါရဖြတ်ချေးကားတွေမှာပါဘူးလေရိုက်ဘူးလေဆိုပြီးတော့ကပေါ်ဘူးတယ်အခုလဲပဲလူမမတိကိုးကြောင်ကိုးဝဲပါတာပေါ်ရမ်းပြီနော်ဘာဒါဆိုတွေကဖုံးထားလို့ရတဲ့ကိစ္စလဲပဲမဟုတ်ဘူးနော်ဟိုဟိုဟိုမပေါ်မဲ့ကိစ္စလဲပဲမဟုတ်ဘူး ကိုဘေးနားမှာကိုကိုလာပြီးတော့ပြုံးပြုံးကြီးနဲ့နှုတ်ဆက်နေလို့ဒီလူကကုညူပါလို့တော့မတန်မတ်ကြတဲ့ကိုလူကိုနော်ကွဲသွားမယ်ခံသွားမှာပဲနော်အခုလည်းပဲခံနေကြရတာပဲအဲ့တော့ဘယ်လိုနီးနဲ့ဘယ်လိုအကြောင်းကြောင်းနဲ့ပဲဖြစ်ဖြစ်ဒီလိုမျိုးတွေမှာပါဝင်ပတ်သက်မယ်ဆိုရင်တော့လူလူရဲ့အခုလူလာသရံတူဒဏ်ခတ်မှုမျိုးနဲ့ကြုံကြရပါဦးမယ်ကိုဘွားကူတွေးပါနော်ဖြစ်နိုင်ရင် ဂင်ဂင်ရှင်ရှင်နေပါဂင်ဂင်ရှင်ရှင်နေပါเนาะအာကျွန်တော်တို့ကစစ်တက်လောက်မှနေရတာမငင်းနိုင်ဘူးဘာလို့ဆိုရင်လဲပဲထိမ့်ထိမ့်သိမ့်သိမ့်လေးတော့လောက်ကြောက်เนาะကိုကိုတိုင်းကဖြီးပြီးတော့เนาะတခင်အားရကျွန်ပါဝါတော့မလောက်ကြနဲ့ဒါဆိုရင်တော့အခုလိုကံကြမ္မာမျိုးတွေကြုံရအောင်ပါဒီဒီအခုလူတွေဆိုရင်ကျွန်တော်ဒီတက်မှာပါလူဆိုတိတိလောက် မနိုင်ငံထဲမှာလည်းမဟုတ်ဘူးထိုင်းမှာလည်းပဲဒီခုနပြောတဲ့ BCSP ကိုတော်တော်လေးခံခိုင်မာမာပြင်းပြင်းထန်ထန်လုပ်ကြလုပ်တော့အတော်တိရောက်တယ်လို့လည်းပဲကျွန်တော်သိရတယ်ဒါဝမ်းသာစရာပါပဲเนาะကျွန်တော်တို့ဒေါ်လာရဲ့အားဆိုတာဒီနေရာဒီမှာရှိနေသေးတယ်เนาะလူဒူကလူဒူဒေါ်လာရဲ့ဘက်မှာခိုင်မာရက်တည်နေသေးတယ်ဆင်အနာရှင်အမြင့်ဖြတ်ရေးဒီဆင်အနာသိမှုအဆုံးတက်ရေးဘက်မှာခံခိုင်မာမာရှိနေသေးတယ်ဆိုတော့ကိုဒေဒေချာချာကြက်ကြက်နက်နက်တိလိုက်ရတဲ့အတွက်ကျွန်တော်ကတော့ ဒီဖြစ်ရမှာပါဝင်သူအားလုံးကိုဒီနေရာကနေပြီးတော့ကျွန်တော်ဂျေစုတင်ကြောင်းအလေးနဲ့ကျွန်တော်ပြောလိုပါတယ်အားလုံးကိုပါဝင်ကြသူအားလုံးဝိညာဉ်ကြသူအားလုံးကိုအထူးပဲဂျေစုတင်ပါတယ်ဒီလိုအားမျိုးတွေနဲ့ပဲကျွန်တော်တို့နိုင်ငံဟာတစ်ချိန်မှာရွှေနိုင်ငံတစ်ခေတ်ပြန်ရောက်ရမယ်လို့ကျွန်တော်ကတော့အခုချိန်ထိယုံယုံကြည်ကြည်ရှိနေသေးပါပဲ။ ူကျော်ပါဟုတ်ကဲ့ပါကိုကျော်သိန်းဒါကတော့ကိုကျော်သိန်းဆွေးနွေးခဲ့တယ်လို့ပဲပေါ့လေဆာလက်ရှိအချိန်မှာဒါလူမှုအနေနဲ့မြန်မာလူမှုအနေနဲ့ကဒေါ်လာရေးကိုအားပေးထောက်ခံတာဒီမိုကရေစီရေးအတွက်အမြဲတမ်းရည်တည်ပေးနေတာနောက်တစ်ခါဒီလိုအချိန်နေကြလာလဲသွေးမှုအေးသွားဘူးဆိုတော့ပြ ဆိုတော့ပြတ်တာလို့ကျွန်တော်တို့မြင်တွေ့ရတယ်ပေါ့လေဆိုတော့ဒါမျိုးလာပြီးတော့သွေးတိုးဆန်းလို့မရဘူးဆိုတာလည်းဒါလူလူကပြတ်တာလိုက်တယ်လို့ကျွန်တော်လည်းယူဆပါတယ်ဆိုတော့ကျွန်တော်တို့ဆွေးနွေးတဲ့အကြောင်းအရာလည်း၃ခုလောက်ရှိသွားပြီဆိုတော့ဆွေးနွေးတဲ့စီစဉ်ကိုကျွန်တော်ဒီမှာနေမဲ့ရနာကျင်ပါတယ်တ िश ူပေးကြရပရိသတ်တွေဦးချင်းစီကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ကိုချောချောသိန်းကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာဟိုကျောင်းမောင်နဲ့ DIB ဘိုင်းတော်သားများအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်သူတို့ပြင်တော့တ िश ူအားပေးကြတဲ့ပရိသတ်တယောက်ချင်းစီကိုခါဝရအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာအားလုံးပဲ ခိနေမှုမျိုးစုံအကြောက်တရားမျိုးစုံကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေ။ဘေးရန်ကင်းကြပါစေ။ကျန်းမာကြပါစေဗျာ။ Burma Independent Voice